စစ်ကောင်စီဟာဒွေမျိုးပေါ်ကနာမည်ကြီးပုတ်ကလေးကစီယုံတွေကို CDMO ထမ်းတွေခတ်ထားတယ်လို့အကြောင်းပြပြီးပြီးခဲ့တဲ့လကစလို့အရေးယူပိတ်ပင်ခဲ့ပါတယ်။ဒွေမျိုးပေါ်ကပုတ်ကလေးကစီယုံတွေဖြစ်တဲ့ Medilan, Sadowa နဲ့ A စီယုံတွေကိုစစ်ကောင်စီကပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဒီစေယုံတွေကိုစစ်ကောင်စီကပိတ်ပင်လိုက်တာကြောင့်ဒွေမျိုးခန့်နာမကျန်းသူတွေနဲ့နာတာရှိယောဂသည်တွေအတွက်အခက်အခဲဖြစ်စီပြီး စေကူတော်မှုကုံကြစရိတ်တွေလည်းမြင့်တက်လာတယ်လို့ဆိုလာသူကအသက်40ကျော်အရွယ်ဒဝယ်မြို့ခံအမျိုးသားတူပါတိကျတဲ့ဘာတွေစိတ်မဆူရင်အဆန်ဆော့ရဲမယ်လို့ရှိရင်ပါပဲဒီဟိုကမြေမဟုတ်သွားရမယ်လေအဲမြေမဟုတ်သွားရမယ်အဆန်ဆော့ရဲဘာတွေရဲမယ်ဆိုရင်ဖေးစိတ်မဆူရင်တိကျဌာနလေးရှိတယ်လေအဲအဲ့ဒါအဲ့ဒါသွားရပေါ့ဗဂျီနာမဆိုရင်သူ့အားနဲ့သူပြီးနေတာလေအဲအဲ့လိုလေးတွေရှိတယ်ခက်ခဲတာပေါ့ဟေး ငွေကြေးစအခုခက်ခဲတာဘာဘယ်လိုပြောရမလဲတက်စီငါးကြီးသွားရမလဲသုံးပြီးငါးကြီးသွားရမလဲအဲ့လိုဖြစ်နေတာဒဝဲမြို့ပေါ်မှာ ပြည်သူစီယုံကြီးနဲ့တခြားပုဂ္ဂလိကစီယုံတွေကြန့်ရှိနေပေမဲ့လေလူနာအရေးအတော့နဲ့စီယုံအင်အားမများတာစီးပညာဆိုင်ရာစက်ပစ္စည်းမစုံလင်တဲ့အခက်အခဲတွေလည်းရှိနေတယ်လို့ဒဝဲကကျမ်းမာရေးဝန်ထမ်းတချို့ရဲ့ပြောပြချက်အရာသိရပါတယ်လက်တလုံးမှာဒဝဲမြို့ခံတွေကျမ်းမာရေးပြဿနာတွေကိုဘယ်လိုဖြေရှင်းနေရပါလဲဒဝဲကချုပ်ကစီတဲ့ဆက်က တော်ဝဲပြည်သူစေယုံကြီးနဲ့မယ်ဒီလဲမှာပဲရတာဒါပေမဲ့စေယုံကြီးမှာဝန်ထမ်းမလုံလောက်လို့ဆိုပြီးရင်ကလေးကနေစားကြောက်ကက်စေးတာကိုသူတို့မလုပ်ပေဘူးအဲ့တော့လူနာများစုကမယ်ဒီလဲမှာပဲလုပ်ကြတယ်အခုအဲ့စေယုံကထားပြီးတော့ကြောက်ကက်စေးမဲ့ဝေဒနာရင်းရှင်တွေအတွက်ကလုံးဝခက်ခဲဖြစ်နေပါတယ်မေရီလန်စေယုံကိုစစ်ကောင်စီကပြီးခဲ့တဲ့လမှာယာယီပိတ်ခိုင်းခဲ့တာဖြစ်ပြီးအခုလတရနေ့မှာတော့စာဒိုဝါစေယုံနဲ့အေးစေယုံတွေကိုစစ်ကောင်စီကပိတ်ခိုင်းခဲ့တာပါ စေယုံတွေဘက်ကတော့စေယုံပြင်ဆင်ဆောင်ရွက်ဖို့ပိတ်ထားတယ်လို့အကြောင်းပြထားပါတယ်။ဒဝဲမျိုးပေါ်ကတခြားပုဂ္ဂလိကစေယုံတွေဖြစ်တဲ့မြင့်မို့ဦးနဲ့ချမ်းမြေစေယုံတွေအပါအဝင်ဒဝဲပြည်သူစေယုံကြီးမှာ လူနာတွေတိုးချိန်နေပြီးစေယုံထဲကဇင်းကြံလန်းတွေမှာတောင်ဂရင်ခင်းပြီးစေကုသမှုခံယူနေရတယ်လို့လည်းဆိုပါတယ်။လွန်ခဲ့တဲ့၃ရက်လောက်ကကျွန်တော်တို့ကမြင့်မို့ဦးစေယုံလူနာတော်ပို့တော်တယ် အမကတင်တွေမလောင်းလို့ဆိုပြီးတော့စောင့်နေရတယ်